Champions League semi-final ကို Aston Villa တင်းတက်ရောက်နိုင်လိမ့်မယ်လို့ယုံကြည်နေတဲ့ Unai Emery Aston Villa တင်းဟာ Champions League quarter final ပထမကြော်ပွဲစဉ်မှာ PSG တင်းကိုတကူ3ဂိုးနဲ့ယိမ်းနှိမ့်ခဲ့ပေမဲ့ဒီပြ Unai Emery က Aston Villa တင်းဟာ PSG အတင်းထပ်ပိုကောင်းအောင်လုပ်ပြီး semi-final ကိုတက်နိုင်မယ်ဆိုတာယုံကြည်မှုရှိနေတယ်လို့ဆိုခဲ့ပါတယ် Aston Villa တင်းဟာဒီပွဲမှာဥဆောင်ကိုတင်းယူနိုင်ခဲ့ပေမဲ့ချီပါကိုနဲ့အနိုင်ဂိုးတွေပေးခဲ့ရပြီး PSG တင်းကို2ဂိုးတာနဲ့ဥဆောင်ခွင့်ပေးခဲ့ရတာကြောင့် semi-final ကိုတက်ဖို့ခက်ခဲလိမ့်မယ်လို့သုံးသပ်မှုတွေရှိနေကြတာပါ Unai Emery က ။နှစ်ခုတစ်ခုတော့ကနောက်ပွဲမှာကျွန်တော်တို့အနိုင်ရအောင်ကစားဖို့စဉ်းစားနေပြီးသုံးခုတစ်ခုဖြစ်ချိန်မှာလည်းအတူတူပါပဲ။ဗီလာပေါ့ကကျွန်တော်တို့ရဲ့အိမ်ဖြစ်ပြီးအဲ့ဒီမှာပိုတန်မာလာဖို့မျှော်လင့်ပါတယ်။သူတို့ကစီမီပိုင်နဲ့တက်ဖို့ရေပန်းစားနေစေဖြစ်ပေမဲ့ဒုတိယကြောင့်မှာအနိုင်ရအောင်ကစားပြီးစီမီပိုင်နဲ့တက်နိုင်ဖို့ယုံကြည်မှုရှိတယ်လို့ ပွဲပြီးမီဒီယာတွစ်ဆုံမှုမှာဆိုခဲ့ပါတယ်။အက်စတိုမီလာတင်းဟာနောက်ပိုင်းကစားတဲ့ပွဲတွေမှာနိုင်ပွဲဆက်နေပြီးအဖေဘလာပြိုင်ပွဲမှာလည်းဆီမီဖိုင်နယ်ကိုတက်နိုင်ခဲ့ပေမဲ့ပီအက်ဂျီတင်းရဲ့ပွဲမှာတော့ရုန်းကန်ခဲ့ရတာပါ။အက်စတိုမီလာတင်းအနေနဲ့ချန်ပီယံလိပြိုင်ပွဲမှာဆက်ရှိခြင်းနဲ့ဆိုရင်ဒုတိယကြော့ဖြစ်အင်ကွေးမှာကစားမဲ့ပွဲစဉ်မှာထူးခြားကောင်းမွန်တဲ့စွမ်းဆောင်ရည်တွေကိုပြသဖို့လိုအပ်နေပါတယ်။ပီအက်ဂျီတင်းဟာနီးပါလိုဝိအန်နိုရီလက်ထက်မှာအလွန်ကောင်းမွန်တဲ့စွမ်းဆောင်ရည်နဲ့ဒီယာလိချန်ပီယံလိပြိုင်ပွဲမှာချန်ပီယံဖြစ်နိုင်တဲ့အသင်းစင်းင်းနဲ့မှာလည်းပါဝင်နေပါတယ်။ပရီးမီးယားလိဂ်ကနေချန်ပီယံလိဝင်ကွင်းရယူနိုင်ဖို့ပြတ်မှတ်ထားနေတဲ့အက်စတိုမီလာတင်းဟာ လာမယ့်ပရီးမီးယားလိပွဲစဉ်အဖြစ်တန်ဆင်းသွားပြီဖြစ်တဲ့ဆောက်တန်အသင်းနဲ့ရှင်ပြိုင်ကစားရမှာဖြစ်ပါတယ်။ဒီမှာ United ကတည်းကအမှားတကျတဲ့